တန်လွင်တန်းရဲ့တနေ့တာနောက်ဆုံးရသတင်းများစုစည်းမှု podcast အစီအစဉ်ကနေကြိုဆိုလိုက်ပါတယ်ကျွန်တော်ဝိုင်းနေပါဒီနေ့2025ခုနှစ် match လ23ရက်နေ့အတွက်တင်ဆက်ပေးမယ့်သတင်းတွေကတော့ကမ္ဘာမောင်းမြို့အနီးပတ်ဝန်းကျင်ကိုစစ်ကောင်စီတပ်နေစဉ်လက်နက်ကြီးဖြစ်နေတဲ့သတင်းအာဆီယံနိုင်ငံတွေစစ်ကောင်စီကျင်းပမဲ့ရွေးကောက်ပွဲကိုစန့်ကျင်ကြဖို့ HRW တိုက်တွန်းတဲ့သတင်းစကိုင်းတိုင်းမှာအနာသိန်းကာလာအတွင်းအရက်သား9000ကျော်တေဆုံးတဲ့သတင်းပါဝေးနိုင်ငံတကာသတင်းမှာတော့ အားလုံးအတွက်တာဝန်ခံမယ်လို့ဖန်စီကန်ဖိလစ်ပိုင်သမရဟောင်းဒူတာတီပြောတဲ့အကြောင်းကိုတင်ဆက်ပေးပါမယ်ခင်ဗျာတင်းဒီနဲ့ဖာဘွန်ခိုင်ကမာမောင်မျိုးအနီးဝန်းကျင်ကိုစစ်ကောင်စီတပ်ကလက်နက်ကြီးနဲ့နေစင်ပြက်ခတ်တိုက်ခိုက်နေပြီးကတိုင်းကြီးကြီးရွာက BGF တရင်ဌာနချုပ်ထဲမှာရှိတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကလည်းဆက်လက်ခုခံနေဆဲဖြစ်တယ်လို့ KNU တမဟာငါပြောခွင့်ရပုံမူကြီးစော့ကလေးတို့ကတန်လွင်တိုင်းကိုပြောပါရီ ကမာမောင်းမြို့ကစစ်ကောင်စီအထိုင်ချစစ်ပြူဟာစကန်တက်ခိုင်းမခံရဖို့အတွက်စစ်ကောင်စီတပ်ဟာမြန်ကြီးငူကတဆင့်ကမာမောင်းမြို့ကိုပြီးခဲ့တဲ့ဖေဖော်ဝါရီတတိယပတ်လောက်ကစလို့တပ်ရင်အားဖြည့်ဆည်းမှုတွေလှုပ်ဆောင်နေခဲ့တာပါကမာမောင်းမြို့တဲကိုစစ်ကောင်စီတပ်ကအင်အားဖြည့်ဆည်းတာတွေလှုပ်ဆောင်ခဲ့ပြီးတဲ့နောက်မတ်လအစောပိုင်းရက်တွေမှာကမာမောင်းမြို့ကနေတဆင့်ကတိုင်တိကျွော်ဘက်ကိုစစ်ကောင်စီတပ်ကစစ်ကြောင်းထိုးလှုပ်ဆောင်လာတဲ့အတွက် KNL တပ်မဟာ9တော်လိုင်းပူပေါင်းတပ်နဲ့နှစ်ဖက်တိုက်ပွဲတွေဖြစ်ပွားခဲ့ပါတယ် ကတိုင်တိကျေးရွာဘက်ကိုစစ်ကြောင်းထိုးလာတာဟာကတိုင်တိ BGF 2013တရင်ဌာနချုပ်မှာပိတ်မိနေတဲ့စစ်ကောင်စီတပ်စီစစ်ကူပေးနိုင်မှုအတွက်ဖြစ်ပြီးဒီလိုစစ်ကူလာရောက်ချိန်မှာပိတ်ဆို့တက်ခတ်ခံရတဲ့အတွက်စစ်ကောင်စီတပ်အထိနာပြီးရှစ်ဆက်မတိုးနိုင်တော့ဘဲကမာမောင်းမျိုးတဲကိုပြန်လဲဆုတ်ခွာသွားခဲ့ရတာပါကမာမောင်းမျိုးမှာနေရယူထားတဲ့စစ်ကောင်စီတပ်ကို KNL တပ်မဟာ၅ပူပေါင်းတပ်ကဝင်ရောက်တက်ခိုက်တာတွေလက်တလုံးမှာတော့မရှိသေးပေမဲ့စစ်ကောင်စီတပ်ကတော့ပြိုဟာတက်ခိုက်မခံရဖို့အတွက်လက်နက်ကြီးတွေနဲ့ မာမောင်မျိုးအနီးဝင်းကျင်တာကျွော်ရီအပေါ်နေစဉ်ပြစ်ခတ်တိုက်ခိုက်နေတယ်လို့ဗိုလ်မှူးကြီးစော့ကလေးတို့ကဆိုပါတယ်။ပြီးခဲ့တဲ့မတ်လ9ရက်နေ့ကလည်းတိုက်ပွဲမရှိဘဲဖာပုံခန့်ကမာမောင်မျိုးကကိုးမှန်ကန်အကွာမှာရှိတဲ့ကျောက်ကွင်းရဖုံးကြီးအကြောင်းကိုစစ်ကောင်စီတပ်ကလေကြောင်းကနေလာရောက်ပုံကျက်တိုက်ခတ်ခဲ့ရာကျောင်းနိုင်ဖုံးကြီးပြည်လွန်တော်မူခဲ့ပြီးဦးစင်းတပားနဲ့အိုရင်တပားအပြင်းထန်တန်းရန်ရရှိခဲ့ပါတယ်။တတိုင်းတိကျေးရွာက BJ 2013တိုင်းဌာနချုပ်ထဲမှာလဲဆက်လက်ခုခံနေတဲ့စစ်ကောင်စီတပ်သားတွေကို ကေမျိုးသားလွတ်မြောက်ရေးတပ်မတော် KNL တော်လိုက်ပူပေါင်းဖွဲ့ကပိတ်ဆို့ဝင်ရထားဆဲဖြစ်ပြီးစစ်ကောင်စီတပ်ကမကြာခဏလေကြောင်းနဲ့လာရောက်ပုံကျဲတက်ခိုက်တာတွေရှိနေပါသည်ကေမျိုးသားစီယွန် KNU ဖပုံခဲတပ်မဟာ9နေမြေထဲမှာစစ်ကောင်စီတပ်ရဲ့လေကြောင်းပုံကျဲတက်ခိုက်မှုနဲ့လက်နက်ကြီးပစ်ခတ်တာတွေကြောင့်နေရဆွတ်ခွာထွက်ပြေးတိတ်ရှောင်နေရတဲ့စစ်ပေးရှောင်ဦးရေစုစုပေါင်း9000နီးပါးရှိနေတယ်လို့ကေရက်ဖတ်ဖွဲ့စည်းရေးစီကနေသိရပါသည် ာဆီယံဖွဲ့ဝင်နိုင်ငံတွေကအစိုးရတွေအနေနဲ့မြန်မာနိုင်ငံမှာကျင်းပမယ့်အထူးရောင်ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးပြက်ပြက်သားသားဆက်ကျင်တင်တယ်လို့လူ့ခွင့်ရေးစောင့်ကြည့်အဖွဲ့ Human Rights Watch ကမတ်လ12ရက်နေ့မှာထုတ်ပြန်ပါတယ်။ဒီသတင်းကိုတော့အေမီကတင်ဆက်ပေးထားပါတယ်။အာနာသိန်းစစ်ကောင်ဆောင်ဗိုလ်ချုပ်မူကြီးမင်းအောင်လှိုင်ဟာမီလာရုနိုင်ငံကိုသွားရောက်လည်ပတ်ချိန်လာမယ့်2026ခုနှစ်ဇန်နဝါရီမှာနိုင်ငံလုံးဆိုင်ရာရွေးကောက်ပွဲကျင်းပမယ်လို့ပြောဆိုခဲ့တာဖြစ်ပါတယ်။ 2021ခုနှစ်ဖေဖော်ဝါရီလမှာစစ်တကအာဏာသိမ်းပြီးနောက်ပိုင်းရက်စက်ကြမ်းကြုတ်မှုတွေကိုအများအပြားကျူးလွန်ခဲ့သလိုအတိုက်ခံနိုင်ငံရေးသမားတွေကိုလည်းမတရားဖမ်းဆီးချုပ်နှောင်တာနဲ့နိုင်ငံရေးပါတီတွေကိုဖျက်သိမ်းတာတွေပြုလုပ်ခဲ့တာကြောင့်လွတ်လပ်ပြီးတရားမျှတမဲ့ရွေးကောက်ပွဲမဖြစ်နိုင်ဘူးလို့ HRW ကဆိုပါတယ်။ဒါ့အပြင် စစ်ကောင်စီကိုစန့်ကျင်တဲ့တိုင်းသားလက်နက်ကိုင် ဖွဲ့တွေနဲ့တော်လိုင်းအင်အားစုတွေရဲ့ဒေသတွေမှာစီးရညှဉ်းပန်းနှိပ်စက်မှုတွေမြပြလာတယ်လို့ဖော်ပြထားပါတယ်။ HRW ရဲ့ဆိုရယုံကြည်ရတဲ့ရေကောက်ဝဲကျင်းပဖို့အတွက်မြန်မာစစ်ကောင်းဆောင်တွေဟာနိုင်ငံကိုလုံလုံလောက်လောက်မထိန်ချုပ်နိုင်တဲ့အပြင်မြို့နယ်ပေါင်း330မှာ145မြို့နယ်ကိုသာတကောင်စင်းပောက်ယူနိုင်ခဲ့ပြီးနိုင်ငံရဲ့တဝက်လောက်သာရှိနေတယ်လို့ဆိုပါတယ်။ဒါကြောင့် ASEAN ဖွဲ့ဝင်နိုင်ငံတွေဂျပန်တောင်ကိုရီးယားနဲ့အိန္ဒိယနိုင်ငံတွေပါဝင်နိုင်ငံတော်ဝန်ရှိသက်ဆိုင်ရာဆိုရတွေနေနဲ့လဲစီးရထိန်ချုပ်ဖို့တာဖြစ်တဲ့တရားဝင်ဖြစ်စီမဲ့အတူကြောင့် ရွေးကောက်ပွဲကို ပြည့်တသားဆန့်ကျင်ကြဖို့ Human Rights Watch ကတိုက်တွန်းထားပါတယ်။စကိုင်းတိုင်းမှာအနာသိန်းကာလာအတွင်းစစ်ကောင်စီတပ်ရဲ့အကြမ်းဖက်မှုတွေကြောင့်အရက်သား9304ဦးတေဆုံးခဲ့ပြီး3800နီးပါးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့လွတ်လပ်တဲ့သုတေသနအဖွဲ့ဖြစ်တဲ့ Data for Myanmar ကမတ်လ2ရက်နေ့မှာထုတ်ပြန်ပါတယ်။ဒီသတင်းကိုတော့ယွန်းကြည်ပြားကပြပြပေးမှာဖြစ်ပါတယ်။ ပြည်ရန်2025ခုနှစ်ဇန်နဝါရီလအတွင်းစခိုင်းတိုင်းဒေသကမြို့နယ်22ခုမှာစစ်ကောင်စီလက်ချက်ကြောင့်အရသာ43ဦးသေဆုံးခဲ့ပြီး43ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ဆိုပါတယ်2021ခုနှစ်မတ်လကနေ2025ခုနှစ်ဇန်နဝါရီလအတွင်းစခိုင်းတိုင်းဒေသကြီးမှာစစ်ကောင်စီတပ်ရဲ့အကြမ်းဖက်မှုနဲ့လူခွင့်ရချိုးဖောက်မှုတွေကြောင့်အရသာတွေထိခိုက်ဒေဆုံးသူအရေအတွက်စုစုပေါင်း9000ကျော်ရှိခဲ့တာပါ အဲ့ဒီထဲမှာရွှေဘိုခရိုင်ကအရက်သားတည်ဆုံးသူ1400ကျော်ရှိခဲ့ပြီးတိခိုက်မှုအများဆုံးဖြစ်ခဲ့သလိုမုံရွာနဲ့သခိုင်းခရိုင်တွေမှာလည်းတည်ဆုံးသူ600ကျော်ရှိပြီးကံဘလူရင်းမာပင်နဲ့ကလေးခရိုင်တွေမှာတည်ဆုံးသူ900ကျော်ရှိတယ်လို့ဖော်ပြထားပါတယ် ။စကိုင်းတိုင်းဒေသကြီးမှာအရက်သားတိုက်ဆုံမှု83ရာခိုင်နှုန်းဟာစစ်ကောင်စီတပ်ကအရက်သားတွေကိုပြစ်မှတ်ထားတပ်ဖြတ်မှုကြောင့်ဖြစ်ပြီး27ရာခိုင်နှုန်းမှာလက်နက်ကြီး drone မိုင်းနဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင့်ဖြစ်တယ်လို့ data form မြန်မာကဆိုပါတယ်။ဒါပြင်စကိုင်းတိုင်းတွင်စစ်ကောင်စီတပ်သားတွေရဲ့အကြမ်းဖက်မှုတွေကြောင့်အရက်သားတရားဝင်တဲ့လစဉ်တိုက်ဆုံနေခဲ့ပြီးဤကနေ့2023ခုနှစ်ဧပြီလကကန့်ဘလူးမြို့နယ်ပစီကြီးကျေးရွာလေကြောင်းတိုက်ခိုက်မှုမှာတိုက်ဆုံခဲ့သူ150ကျော်ရှိခဲ့ပါတယ်။မြန်မာနိုင်ငံမှာအနာသိန်းကာလ၄နှစ်အတွင်းစစ်ကောင်စီနဲ့လက်ပါစီရဲ့ လက်ချက်ကြောင့်ဒီမိုကရေစီရေးတက်ချလှုပ်ရှားသူနဲ့ပြည်သူစုစုပေါင်း6400ဦးသေဆုံးခဲ့တယ်လို့နိုင်ငံရေးကျင်းသားများကုညီဆောင်ရှားရေးတဲ့ AAPB ရဲ့ထုတ်ပြန်ချက်အရသိရပါတယ်။နိုင်ငံတကာသတင်းမှာတော့အလုံးအတွက်တာဝန်ခံမယ်လို့ဖန်စီခံဖိလစ်ပိုင်သမ္မတဟောင်းဒူတာဒီကပြောပါတယ်လူထောင်နဲ့ချီတပ်ဖြတ်ခံရတယ်လို့လူခွေရေးအဖွဲ့တွေပြောထားတယ်သူ့ရဲ့မွေးရေးစေဝါနှင်းနှင်းခဲ့မှုကြောင့် ICC ကဒူတာဒီကို ဒရမဟုတ်တဲ့ပူရဲကျွလွန်သူအနေနဲ့လူသက်မှုနဲ့ဆွဲချက်တင်ဖို့ပြင်ဆင်နေပါသည်ဥပဒေစည်းကြေးဌာနနဲ့စစ်တပ်ကိုဥဆောင်ခဲ့တာကသူသားလင်းဖြစ်တဲ့အကြောင်းအားလုံးကိုကောက်ွယ်ပေးပြီးအားလုံးအတွက်တာဝန်ခံမယ်လို့ပြောဆိုခဲ့တဲ့အကြောင်းဒူတာတီးကသူ့ရဲ့ Facebook စာမျက်နှာနဲ့အကြံပေးရဲ့ Facebook စာမျက်နှာမှာတင်ထားတဲ့ဗီဒီယိုဖိုင်မှာပြောဆိုထားပါသည်အဲ့ဒါကကျွန်တော်လုပ်ပဲကျွန်တော်တာဝန်ခံတယ်လို့ရဲနဲ့စစ်တပ်ကိုကျွန်တော်ပြောခဲ့ပါတဲ့အကြောင်းတဟိတ်မြို့အခြေဆိုင် ICC တို့ပို့ဆောင်ခံရတဲ့အာရှတပ်ရဲ့ပထမဆုံးနိုင်ငံခေါင်းဆောင်ဟောင်းကပြောကြားလိုက်တာပါ ရိုတာတန်မြို့သို့ပပလီကလေယာဉ်နဲ့ဆက်ရောက်လာခဲ့ပြီးတဲ့နောက်အသက်86နှစ်ရွယ်ဒူတာတေးကိုတရားရုံးအချုပ်ခန်းမှာဖမ်းဆီးထားတယ်လို့သူရဲ့ပြောဆိုခွင့်ရှိသူတူကတီးပြထားပါတယ်ဒူတာတေးကိုတင်ဆောင်လာတယ်လို့ယုံကြည်ရတဲ့ကာဒစီတဟိတ်မြို့မှာရှိတဲ့ ICC ထိန်းသိမ်းရေးစင်တာသို့ဝင်ရောက်သွားချိန်မှာသူ့ဘို့ထောက်ခံသူတွေကဖိလစ်ပိုင်အလံတွေကန်ဆောင်ပြီးပြန်လွှတ်ပေးဖို့အော်ဟစ်တောင်းဆိုခဲ့ကြပါတယ်ဒူတာတေးကိုလာမယ့်ရက်ပိုင်းတွင်ကနအူးရုံးတင်စစ်ဆေးမှုတွေပြုလုပ်သွားမယ်လို့မျှော်လင့်ရပြီးအဲ့ဒီချိန်ထိအချုပ်ခန်းထဲနေရမှာဖြစ်ပါတယ် ူတာတေးဦးဆောင်တဲ့မိုးရေဆေးဝါးနှင်းနှင်းမှုတွေအတွင်းတည်ဆုံသွားသူတွေအတွက်ရှေ့နေလိုက်ပေးနေသူကမိမိရဲ့အမှုတွေဟာသူတို့ရဲ့စူတောင်းတိုင်းဖြစ်လာတာကြောင့်ဘုရားသခင်ကိုကျေးဇူးတင်နေကြတယ်လို့ပြောပါရီတမနာအဖြစ်6နှစ်ကြာတာဝန်ထမ်းဆောင်ခဲ့တဲ့ကာလအတွင်းဒူတာတေးဟာမိုးရေဆေးဝါးနှင်းနှင်းရေးကောင်းစဉ်နဲ့ရဲတပ်ဖွဲ့လက်ချက်ကြောင့်တနင်္လာရှိသူ6600နေရာကျော်တည်ဆုံခဲ့ရပါတယ်ဒူတာတေးရဲ့တမိဖြစ်သူလက်ရှိဖိလစ်ပိုင်ဒူတမနာဆာရာဒူတာတေးဟာလည်းပြည်ထဲမှာစွဲချက်တွေအများကြီးနဲ့ရင်ဆိုင်နေရပါတယ် တန်လွင်တိုင်းရဲ့နောက်ဆုံးရသတင်းစူးစီးမှုပေါ့ကတ်စီစဉ်မှုတော့အပတ်စဉ်အင်္ဂါကြတဲ့ပရိစနေနေ့တွေရဲ့ညနေ6:00အချိန်တိုင်းမှာနားတော်တာဆင်နိုင်ပါလိမ့်။တန်လွင်တိုင်းရဲ့သတင်းထုတ်လွှင့်မှုတွေကိုတော့ Facebook, Telegram, Instagram, X တန်လွင်တိုင်းရဲ့ website စာမျက်နှာနဲ့တန်လွင်တိုင်း application မှာလည်းဝင်ရောက်ဖတ်ရှုနိုင်ပါလိမ့်။တန်လွင်တိုင်းရဲ့နောက်ဆုံးရသတင်းထုတ်လွှင့်မှုကိုနားတော်တာဆင်ခဲ့ကြတဲ့ပရိသတ်အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ။